ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကလေးတွေကိုပြပြပေးမယ်သင်ခန်းစာကတော့ပန်းမွေဟော်မုန်းအကြောင်းလေးပြပြပေးပါပါတယ်ပန်းမွေဟော်မုန်းအကြောင်းကတော့ထပ်ကထပ်ကပြောထားပြီးသားပြီပေါ့နော်ဒါပေမဲ့အာစာဖတ်တဲ့သူအစ်တလေးကြီးနော်အာတီအောင်လို့ကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်နော်ပန်းမွေဟော်မုန်းရဲ့အကြောင်းကိုဒီကတော့ဗီဒီယိုလေးနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်၃နီးလောပါမယ်ဗျာနော်โอเค let's go ပမ်းမဟော်မုန်းရဲ့အာပမ်းမဟော်မုန်းစားတယ်လို့ဘူးပေါ့နော်အရင်ဆုံးပမ်းမဟော်မုန်းရဲ့ဒီမှာအကျိုးကျေးဇူးတွေပါမယ်ဒီမှာပအောင်ပစ္စည်းပအောင်ပစ္စည်းတွေပါဗျာနော်အာစိုက်တိုကိုင်းနဲ့ဂျီဘရီလင်တွေပါတယ်နော်အညွန်အညွန်နှုတ်ထားပါတယ်ပြီးရင်အကျိုးကျေးဇူးပါမယ်အကျိုးကျေးဇူးအားလားဒါဒါ ကျေးဇူးတော်ဒါအားလက်သိပြပြရမှာနော်ဟိုဟာစာပေါ်မှာစာရဲပေါ်မှာပေါ့နော်ဘူးပေါ်မှာပါပြီးသားဒါတော့လက်သိပြပြပြမယ်။မမဟော်မုံကိုချွေးလို့ရှိရင်ဘာရဲအဆာကျရှိလဲဆိုလို့ရှိရင်အပင်ငယ်ဆိုမြင်ကြီးရဲ့ဗျာ။အပင်ငယ်ဆိုဒန်လို့အော်ကျွန်တော်တလက်မအိုရိုက်ဆိုင်တဲ့ခါဆိုမြင်ကြီးရဲ့အဲ့လိုပေါ့နော်။အဲသူကနှစ်ဖက်လာစေးပေါ့နော်ဒီပန်းမွှေဟော်မုံအရင်ဆိုပြပြမယ်သူရဲ့သုံးနည်းလေးညွှန်ပြမယ်ဒီပန်းမွှေဟော်မုံကအပင်ချင်းနဲ့ကြွေတွဲကြည့်လို့ရှိရင်အပင်ကြီးထွားတယ်ပန်းမွှေဟော်မုံနဲ့တွဲကြည့်လို့ရှိရင်ပန်းတွေပွင့်တယ်ပေါ့နော်အဲသူအကြမ်းတဲ့သူကြွေးရတယ်နော်အဲဒီအပင်အားလေးဆိုတော့အပင်ငယ်ဟာကိုကြွေးမှာပေါ့နော်အပင်တန်ချင်းလေးဟာကိုကြွေးမယ်ပန်းမွှေထုစီကတော့ပန်းပွင့်ချင်းနဲ့အဲဟာ ကျွေးမယ်ဒါရေကျွေးရှင်းလေးပဲเนาะ၃နှစ်ရပြီးမှနောက်ဆုံးမှပြောပြပေးမယ် ဲ့တော့စကားဆိုရင်ဆိုရင်စကားဖြည်းဖြည်းပြောရမယ်ဆိုတော့ဖြည်းဖြည်းလေးပြောပြရမယ်နော်ဒီပါမွင့်ဟော်မုန်ပြန်လိုက်မယ်ဆိုလို့ရှိရင်ကက်တလီယာရယ်ဆိုလို့ရှိရင်နော်ကက်တလီယာတို့ဒန်ရိုတို့ဆိုဒန်ဘယ်ဟာဖြည်းဖြည်းပြာနော်ဘယ်ဟာဖြည်းဖြည်းရဲ့တပြန်တက်ပွင့်နေအဲတပြန်တက်ပွင့်စီတွေဟာရယ်ဆိုလို့ရှိရင်ဗာလဲဆိုတော့တအိုးထဲမှာတပြန်တက်ပွင့်တာ ਨੇ အဲတချံလုံးပွင့်တာ ਨੇ ပေါ့နော်တပြန်တက်တအိုးထဲမှာတပြန်တက်ပွင့်တာဆိုဒီမှာဆိုရင်တားတဲ့အဟောက်တွေနော်အရှိမှာပေါ့နော်စေးစာမကြွေးခဲ့လို့ပဲဖြည်းဖြည်းယာယီဥဒမကောင်းလို့ပဲဖြည်းဖြည်းအဖူအိတ်တွေကမအောင်တာပေါ့နော်အဖူမလိုက်ဘူးဒီမှာစေးကျွေးလိုက်တဲ့ခါကျတော့တအိုးလုံးတအိုးလုံးက ဒီမှာအဖူရေတပြန်တည်းထွက်တာနော်တပြန်တည်းထွက်တယ်ဆိုတာအဲ့လိုမျိုးတအိုးထဲမှာလည်းတပြန်တည်းထွက်တယ်ပြီးရင်တချံလုံးကိုဖျားလိုက်တဲ့ဟာတချံလုံးပေါ့နော်တပြန်တည်းတပြန်တည်းပွင့်တယ်နော်ဒီမှာအများကြီးပဲဒီမှာဒီမှာဆိုရင်ရုံးမှာနော်အဲ့လိုအဲ့လိုကြီးထွက်တာတအားကိုရှယ်ကိုထွက်တာဗျာနော်စီအားဒီလိုပန်းတွေကိုစတိုက်ပွင့်လို့လည်းလုံးဝအားမရုပ်ဘူးဗျာနော်လုံးဝအားမရုပ်အောင်ကလည်းဒီဟာတွေကကန့်ပေးထားပါဗောနော်ဒီကောင်တွေကကန့်ပေးထားတဲ့အတွက်အရှိမဆေးဝါပေါ့နော်ကျွေးထားခဲ့တဲ့အတွက်အဲ လုံးဝအာမယူဘူးပြနော်ဒီမှာဆိုလို့ရှိရင်လက်ကြည့်ဒီမှာပန်းမွေးဟော်မုန်းကျွေးလို့ရှိရင်ကျွန်တော်တိရတပြိုင်တည်းကျွင်းတာဒါကဒါကပန်းမလားလို့နော်ပန်းလားရဲ့ဟာရောင်းထားပြီးသားမလို့နော်ရှင်းမှာရောင်းထားဒီမှာဆိုလဲအခုဒီမှာဖောင်းနေပြီပြကျွန်တော်လက်တော့မနေကြည့်နေကြည့်တော့နော်အဲ့လိုတွေအဲ့လိုတွေဖူတာပြည်ဒီဘက်မှာရရှိရဖောင်းနေပြီပြင်ရှိသေးရဒီဘက်မှာဒီမှာလေးရောတွေ့လားနော်အဲ့လိုအဲ့လိုကိုနော်အဖူအိတ်အဟောင်းဖူအိတ်မန်နမြအကုန်ကိုပွင့်တာပြနော်ဒီမှာဒီမှာဆိုလဲအမနင်းငန်းကိုပွင့်တာနော်အဲ့လို ဒါကမျိုးရိုးချောင်းလည်းမျိုးရိုးချောင်းပန်းအပွင့်အားကောင်းတာတဲ့ဒီမှာပန်းပန်းပွင့်အားကောင်းတော့အဲမျိုးရိုးချောင်းလည်းပန်းပွင့်သို့ကတ္တရာရဲ့မျိုးမျိုးချောင်းပေါ့နော်ပန်းပွင့်အားကောင်းလည်းအဲဟာကိုလည်းဒီစီးကြည့်လို့ရှိရင်ပို့ပြီးတော့ကိုကို share share plan နဲ့ကိုကောင်းတာပြန်နော်ဒီမှာကြည့်နော်အဲ့လိုအပင်ကမလာနော်ဒါအုံကြီးရခါကျတော့တဲတဲ့ခါကျတော့အာထိုင်ကောင်းရင်တဲတဲ့ခါကျတော့အရွက်တွေကအုံကြီးလွားကြီးအရွက်တွေမလာဖြစ်နေနော်အယူလာလာမလာလာပန်းပွင့်မို့ကသူအဓိကပဲเนาะအဲ့လိုကိုသူရဲ့တောင်းကိုကြည်ပွန်သွားအာထမ်းရွက်ပေးရပေါ့เนาะဒီပန်းမဟုတ်မို့က နော်ဒါလက်စလုံးနဲ့နဲ့ကြပြရအောင်ရှင်းမရောင်းနှားပြီးသားရေရောင်းနှားပြီးသားလေးဆိုတော့ကဲပြီးရင်နောက်နောက်မျိုးစားရေပြပြပေးမယ်ဒါနောက်မျိုးစားဒါကြည့်ကြောင်မီးနဲ့ကြောင်မီးဆက်မျိုးနော်ဘာမှဟော်မုန်းကျွေးတော့ဘလို့ဖြစ်သွားတော့နော်စတိုက်ကိုတပြိုင်တည်းပွင့်တာတပြိုင်တည်းပွင့်တာပုံစံလူပွင့်တာနော်အဲ့လိုမျိုးနော်ဒီမှာကြည့်နှက်ခက်ထိုးတောင်းပွင့်လိုက်သေးရေနော်အပင်တန်ရင်နှက်ခက်ထိုးပွင့်မှာပဲနော်အဲ့လိုမျိုးနော်ပြီးရင်ဘန်နာကြီးကြည့်လိုက်မယ်ဒါကကျွန်တော်တို့ဘန်နာဘန်နာအပင်ပြို့ အဝိုင်ဝယ်ထားတာနော်ဆမ်းမှာနှစ်လလောက်ပဲကြွလိုက်တာဒီလိုမျိုးဖြစ်လာနှစ်လနော်နှစ်လနော်ကြွေးတာကအာတလလောက်နဲ့အခုကဆက်ထွက်တယ်ဒါဒီလိုအခြေအနေဆိုနှစ်လဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးနော်အဲ့တော့ဆမ်းမှာမလည်းဒီပတ်မွေးဟော်မုန်းစောင်းထားတာနော်ဒီပတ်မွေးဟော်မုန်းကရှေးဟိုးကလွန်ခဲ့တဲ့10နှစ်လောက်ကတည်းနဲ့ထွက်ထွက်တဲ့ဆေးပြာအာဆမ်းမှာရတူတူတိတ်တိတ်တူတူတိတ်တုံးညပေါ့နော်ကျွန်တော် ကတော့ကျွန်တော်ကကြောင်ညာပလိုက်တယ်ပေါ့နော်အဲ့လိုသူကကောင်းကောင်းအကြည့်ရောဝတ်ထားကြကျွန်တော်တို့အဲ့လိုမျိုးပါမကောင်းရင်တော့ အဲဒီနေ့စားပါအောင်ငါလည်းစားပါအောင်ဗောမုံဆိုရင်တော့မှာဟောအနေနဲ့လာစားအောင်သူ့လည်းကြွေးရကိုလည်းကြွေးရအဲ့လိုမျိုးဗောတော့ကိုရေကအဲ့လိုမျိုးအဲ့လိုမျိုးဆိုဒီဆီကကောင်းတဲ့အတွက်ခြံသမားတွေလည်းနော်ဘယ်သူပဲဖြစ်ဖြစ်ဗောတော့ခြံလုံးလုံးနေရစီဝါရေးလုံးနေကြဆိုတော့တုံးကြည့်ဒီဆီကအရန်ကိုကောင်းတယ်နော်အပင်တန်လို့ရှိရင်ပိုပတ်အပင်တန်တဲ့အပင်ကိုကြွေးမယ်ဆိုရင်ဘန်းကိုက်ပို quality ကောင်းကောင်းရမှာဗျာနော်အပင်တန်တဲ့အပင်ကိုကြွေးမယ်ဆိုလို့ရှိရင် quality ကောင်းကောင်းရမယ်နော်အဲ့ပါဒီပါတီအော်နာဂျိုကတော့ဖြစ်နေတယ်နော်အရွက်ကရေတောင်ကနေတည်းနော်ဒါဆိုပါလာကရက်ပါလာပါလာကရက်ဖြစ်လာတာမနက်ခက်ထိုးတောင်ပြနက်ခက်ထိုးတောင်ဖြစ်လာတည်းနော်အဲ့လို တူတူလေးပွင့်ထားမှာမကြတယ်ဒီမှာတွေ့လားမအောင်သားတော့ခြံမှာတို့အထိုင်းမက်ကခြံမှာမအောင်သားဘူးအဲ့အောင်ကြည့်လိုက်တာနှစ်ခက်တောင်ထွက်လိုက်တယ်နော်ပြီးဟိုဘက်မှာလည်းရှိရဟိုဘက်ပြီးနော်ဟိုဘက်ပြီးလည်းကြည့်အောက်မှာအမယူရောက်ယူရောက်မယ်ရှိရနော်အဲ့ထိုင်းကပွင့်လာတဲ့ဟာနော်ကျွန်တော်ခြံမှာကြည့်လိုက်တာဒီလိုမျိုးဖြစ်သွားတာနော် အဲ့တော့ဗမုတ်ဟော်မုန်းရဲ့အာမိသင်ကအဲ့လိုအဲ့လိုကောင်းတာအဲ့တော့ချန်သမားတွေပဲဖြစ်ဖြစ်ပန်းအလားဆက်ချင်တဲ့လူတွေဖြစ်ဖြစ်ဖျားပန်းကတ်ချင်တဲ့လူတွေဖြစ်ဖြစ်နော်ပန်းလေးလေးမြေမဆန်ပွင့်နေတယ်ဆိုလို့ရှိရင်ဗမုတ်ဟော်မုန်းကိုသုံးပါလို့အချံပေးခြင်းပါတယ်အဲမချက်တစ်ခုတစ်ခုရှိတယ်ပန်းအပင်ကတန်ရမယ်ဗျာနော်အပင်မတန်လည်းပွင့်တော့ပွင့်လိမ့်မယ်ဗမုတ်ဟော်မုန်းကြောင့်မို့ပွင့်လိမ့်မယ်ဒါပေမဲ့ quality မကောင်းဘူးနော် quality ကောင်းခြင်းနဲ့ကောင်းခြင်းနဲ့ဆိုရင်တော့အပင်တန်အောင်အရင်လုပ်ခဲ့နော်ကျွန်တော်ပြောပြပြီနော်အပင်တန်မိုးကအဓိကအကျန်တဲ့ပန်းပွင့်မိုးတွေကနောက်ထပ်ဒီစီးတွေကအချိုးပြူပြီးသားနော်အပင်တန်လည်းဆိုရင် ဒီပန်းဝင်အထူးစင်းတဲ့ရင်ကိုသူကဟွာဖြစ်နေပေါ့နော် ပွင့်နေပြီနော်ကိုကမပွင့်မှဆိုးလို့ခြံသမားကြီးကြော်လေကိုကဟိုသူ့ຢာရလို့ရှိရင်ဟွာကျွတ်အမီပေါ့နော်ပန်းပွင့်စေချင်လို့ရှိရင်ဒီဟာကိုတလအလိုနော်တလအလိုဖြစ်ဖြစ်နှစ်လလို့ပြကိုကဟိုချိန်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကနှစ်လနှစ်လနှစ်လအလိုပေါ့တလားလို့နဲ့ဖြန်းလို့ရှိရင်အဖူးကထွက်ပြီးကြောင်းစီတွေထွက်ပြီးအဲအနေဒီလိုပန်းပွင့်ဖို့ဆိုနှစ်လကြာအဲ့တော့နှစ်လအလိုကတော့မှန်ပြီးမှအာ၃ပေါ့နော်အုံနောက်ညံကို၃ညံကိုလွှတ်၃လို့ရှိရင်ဒီပန်း ခြံခြံ C block ကောင်းကောင်းပေါ့နော် C block ကောင်းကောင်းအဓိကတုံးတက်ဖို့ပဲလိုတယ်နော်တုံးတက်ဖို့လိုတယ်ဒီမှာဆိုရင်ကျွန်တော်တို့ C ရင်စေအညွှန်းထွက်ပြီးရဒီမှာဆိုရင်ပန်းမွေးအထူးစေကျွအော် sorry ပန်းမွေးဟော်မုန်ကျွေးမဲ့နေ့မပါဘူးပန်းမွေးဟော်မုန်ကဘယ်ချိန်မှကျွေးရမှာလဲဆိုရင်အာအပွင့်အပွင့်စေဖြန်းတဲ့နေ့မှာအပွင့်စေဖြန်းတဲ့နေ့တွေမှာပန်းမွေးဟော်မုန်ကျွေးရမယ်ပန်းမွေးဟော်မုန်ကမနေ့ပိုင်းအာတော့ဘယ်လိုပြောမလဲအာ တရက်ထဲမှာမျိုးကြီးရလိုက်ဗျာတရက်ထဲမှာပန်းမွှေးဟော်ပုံနဲ့ပန်းမွှေးထုစီကြီးရတယ်မနေ့ပိုင်းကိုကျွန်တော်ကဆေးဖြန်းကနေကြရင်ဆေးရေရင်ဖြန်းနိုင်မလားရေရင်ဖြန်းလိုက်တယ်မနေ့ပိုင်းကိုရေဖြန်းတယ်ပြီးရင်ပန်းမွှေးအထုစီတစ်ခါရကျွေးတယ်ညနေမှာရောက်လို့ရှိရင်ပန်းမွှေးဟော်ပုံကြီးရပန်းမွှေးဟော်ပုံရဲ့အချိုးအစားကတော့ရေ1လီတာကိုဒီဆေးဖုံးတစ်ဖုံးနော်ရေ1လီတာကိုဆေးဖုံးတစ်ဖုံးတဖုံးကို1လီတာပေါ့နော်ဒီပန်းမွှေးအထုစီကတော့တဖုံးကိုရေ၄လီတာထည့်ရတယ်နော်အဲ့တော့ဒီဆေးရလုံးဝဒီဟာကလုံးဝဈေးတက်ကြီးရယ်နော်အာအကုန်ညမ်းကိုတော်တော်ကိုဈေးကြီးရယ်အဲ့ကြောင့်မို့အာတဖုံးက1လီတာရေ၃လီတာထည့်ရဒါကတော့1လီတာကို၄ဖုံးတော့ sorry တပုံးကို၄လီတာတောင်ထည့်ရရဲဆိုတော့ဒီကောင်ကအသုံးအကြခံတယ်ပေါ့ဒီကောင်ကတော့ပုံမှန်နေပြမယ်ဆိုအသုံးမခံဘူးဈေးရတယ်အရင်ကြည့်ရနော်ဒါတက်ခွားအတွက်ထုတ်ပေးထားတာကိုပါကျေစုတရားမှာဖြစ်နေတက်ခွားအတွက်ထုတ်ထားတဲ့ပမ်းမင်းဟော်မုန်းဆိုတာရောဇာကလည်းမတွေးမိသေးဘူးပေါ့နော်တွေးမိနေလက်လက်တူပါအောင်ပေါ့နော်အဲ့တော့ဒီပမ်းမင်းဟော်မုန်းရကဒီလောက်ထိတောင်ကောင်းတယ်နော်ကောင်းလို့ရှိရင်ကိုယ့်ရဲ့ပမ်းမွန်ပွင့်သေးတဲ့မိတ်ဆွေတွေလက်တူပြီးတော့မှဝေမျှပေးတော့ပါနော်แชร์ပြီးဝေမျှပေးတော့ပါကျေစုများရည်တင်ပါခင်ဗျဘိုင်ဘိုင်ပါ